ရိတ်တော်ရဲ့အထိပ္ပယ်ကိုရှင်းပြပြီးတော့မူပါရှင်ပြပရိတ်ကြီးဆက်သသုံနဲ့မြည်စည်းပရိတ်ကတော့မြတ်စွာဘုရားကိုယ်တိုင်မိတ်ဆိုခဲ့ပြီးတော့မြည်စည်းပရိတ်များကတော့အခြားသူများစီမံထားတဲ့ပရိတ်တော်များဖြစ်ပါလေရှင်ပြပရိတ်တာဆိုတာ protection ပဲမှန်ပါဗျာအကားဝဲဒါပြင်မြတ်စွာဘုရားပရိတ်တာကိုဟောတဲ့အခါဘာကိုအခြေခံဟောတာတော့ဆိုရင်အခြေခံနှစ်ခုကတော့မေတ္တာနဲ့သစ္စာမှန်ပါဗျာမေတ္တာပို့ခြင်းသစ္စာထားခြင်းသစ္စာပြုခြင်းအပြင် ကိုယ့်ရဲ့အန္တရာယ်ကိုကာကွယ်တာမှန်ပါဗျာနောက်တစ်ခုကတော့ဖျားကုံတရားကုံကိုအာရုံပြုတာမှန်ပါဗျာပရိကြီး73သုတ်ဆိုတာဗမာပြည်မှာတတ်မှတ်ထားတဲ့ဟာတစ်ခုကိုပြောတယ်မှန်ပါဗျာတီဟိုတို့ဘာလို့မှ73သုတ်မကတာလဲရှိတယ်မှန်ပါဗျာဒီထဲမှာပါတာတွေလည်းရှိတယ်ဒါကဗမာပြည်ကထရက်ဒီရှင်းအနေနဲ့ကိုယ့်နိုင်ငံကိုတတ်မှတ်ထားတဲ့ပရိဖယ်ဖြစ်တယ်မှန်ပါဗျာအဲ့ဒီပရိတွေတဲကဟိုမင်္ဂလာသုတ်ဆိုတာတော့ပရိမဟုတ်ဘူးနော်ရှရဏသုတ်ကပရိမှန်ပါဗျာ မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တယ်။မှန်ပါဗျ။မေတ္တာတုတ်ကလည်းအယန္တာအတွက်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တယ်။မှားတော့မေတ္တာတုတ်ဆိုတာ introduction ပဲ။အလုံးကိုမိတ်ဆွေဖြစ်မိတ်ဆွေဖြစ်အောင်မေတ္တာပို့တာပဲ။မှန်ပါဗျာ။မိတ်ဆွေဖြစ်သွားရင်သူကအနည်းရရောနေသွားတာပဲ။နော်။မှန်ပါဗျာ။ခွေးတော်မှာကိုယ်ကရိုက်မယ်လို့ရင်အဲခွေးကပြန်ကိုင်းမှာ။မှန်ပါဗျာ။အဲခွေးကိုထက်ညက်ကျွေးတယ်သူကြိုက်တာတွေကျွေးရင်မိတ်ဆွေဖြစ်သွား။မှန်ပါဗျာ။အဲအဲ့ဒါပဲ။ မှန်ပါဗျာ။နော်ဒေါသနဲ့လာတဲ့လူကိုကိုယ်ဒေါသမဖြစ်အောင်သူ့ကိုအချိုတတ်အချိုပေးတာပေါ့နော်။မှန်ပါဗျာမှန်ပါ။အဲ့ဒါမေတ္တာတုတ်ကလည်းဖြစ်အောင်ဟောတယ်ခန္ဓာတုတ်ဆိုတာလည်းပဲမွေအစိတ်တော့တော်ရီနဲ့မကိုက်အောင်အနည်းမရှိအောင်ဟောတာဖရာဟောတာမှန်ပါဗျာ။နောက်ဝတ္တတုတ်ဆိုတာဖရာအလောင်းလေးသစ္စာဆိုခဲ့တဲ့သစ္စာကြောင့်ဖြစ်တာနော်။သစ္စာဆိုခဲ့တဲ့အကြောင်းကိုပြန်ဟောတဲ့ဟာအဲ့ဒါလည်းပဲဖရာဖရာဟောတယ်ဖရာဟောပဲမှန်ပါဗျာ။မောရတုတ်ဆိုတာလည်းပဲဖရာလောင်း ီဥတော်ဘုရားတုန်းကအရန်တလုတ်ခဲ့တာတွေကိုဒါလည်းဖះပြန်ဟောထားတယ်ဟာတမန်ဆက်ကတုပ်ဆိုတာလေတရားမင်းကြီးရဲ့စစ်ထွက်တဲ့အခန္ဓာကိုနမူနာယူပြီးတော့ဗုဒ္ဓနုဒ္ဓတိဓမ္မနုဒ္ဓတိသံဃာနုဒ္ဓတိဆိုတဲ့ဖះကုံတရားကုံသံဃာကုံနေနဲ့လူတွေရဲ့ဘေးရန်အန္တရာယ်တွေကိုကာဝယ်ပေးတဲ့သဘောဒါလည်းဖះဟောတာပဲမှန်ပါဗျာဒီအင်္ဂုဏိမာလာပရိသောရာအင်္ဂုဏိမာလာအတွက်မြတ်စွာဘုရားဟောပေးတယ်သူရဲ့ ဘဝအဆင်ပြေဖို့သူကရန်သူများတယ်ဟုတ်ပါဗျာသူကတတ်ခဲ့တာတွေရန်သူတွေများတော့လူမှုအကျိုးပြုလုပ်ငန်းတစ်ခုကိုလှုပ်စေခြင်းအပြင်သူ့ဘောမှာအညိုတေးတွေဒီရန်သူတွေရောပါတော့ဟုတ်ပါဗျာမေတ္တာနဲ့လှုပ်ပေးတာပေါ့နော်